်မင်္ဂလာပါရှင်ကျမတော့အိမ်ချူမွေပါစတင်မာလာ26ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့တို့စေးမိပြီးဖန်းစည်းခံရတဲ့အဝေးတင်တက္ကသိုလ်ကျောင်းသူတဦးပြန်လည်လွတ်မြောက်လာတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါင်းမြို့နယ်ကတော်လန်ရေးတပ်စခန်းတစ်ခုစစ်တပ်ကတင်ပိုက်ရရှိရဲလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပေါင်းမြို့နယ်မှာ စက်တင်ဘာလ25ရက်နေ့မွန်းလွဲပိုင်းအချိန်ကဒေသခံပြည်သူတွေရဲ့သတင်းပေးမှုကြောင့်ပေါင်မြို့ရဲ့အနောက်မြောက်ဘက်မီတာ2000ခန့်အကွာနေရာကိုနယ်မြေရှင်းလင်းရေးလုပ်ရာကထိတွေ့မှုဖြစ်ပွားခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေကထွက်ပြေးသွားလို့လိုက်လံပြီးသိမ်းပိုက်ခဲ့တာလို့ဝါရဖြန့်ဖော်ပြထားတာကိုတွေ့ရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်စစ်တပ်ဘက်ကထိခိုက်မှုမရှိဘဲတော်လန်ရေးတပ်ဖွဲ့တွေဘက်က၄ဦးသေဆုံးပြီးလက်နက်မျိုးစုံ၈လက်၊ GA ကြီးစံများလက်ပစ်ပုံး၁၆လုံး RPG ဒုံးသီး၃လုံး၊နေမိုင်း၃လုံး၊ပြစ်ကျင်း၊ဘန်ဂါရီနဲ့တဲတွေတင်ပရရှိခဲ့တယ်လို့လည်းစစ်တပ် Lobby Channel တွေမှာဖော်ပြထားကြပါတယ်။ပြည်သူလုံခြုံရေးစနစ်မှာပြည်သူများသတင်းပေးပူပေါင်းလာမှုများကြောင့်အကြမ်းဖက်သမားများအကြအရှုံးများနေပြီးမကြမီအေးချမ်းပါတော့မီလို့လည်းဝါဒဖြန့်ပြောဆိုနေပါသေးတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲမရောက်ခင်အထိတော်လိုင်းရေးတပ်ဖွဲ့တွေအလင်းဝင်လာတယ်ဆိုတာနဲ့ တော်လန်ရေးတပ်ဖွဲ့တွေရဲ့တပ်စခန်းတွေထိန်းချုပ်သိမ်းပိုက်နိုင်တယ်လို့ဆိုတဲ့ဝါဒဖြန့်သတင်းတွေကိုဇက်တိုက်ဖော်ပြနေတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုစေးမိပြီးဖမ်းဆီးခံရတဲ့အဝေးတင် တက္ကသိုလ်ကျောင်းသူတအူပြန်လည်လွတ်မြောက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကအဝေးတင် တက္ကသိုလ်အကျောင်းသူတဦးစတေမာလာ23ရက်နေ့ကတိုစေးမိပြီးဖမ်းဆီးခံရပြီးရဲ့နော်စတေမာလာ24ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ အသက်25နှစ်အရွယ်အဝေးတင်ကျောင်းသူတဦးဟာနေ့လယ်နာရီဝင်းကျင်နေအိမ်မှထွက်သွားတော့လဲအဆိုပါနေ့ရက်တွင် နေအိမ်သို့ပြန်မရောက်လာပဲတောင်လေးလုံးအနီးတောနှက်ထဲရှိဂိုဒေါင်တစ်ခုထဲမှာပိတ်လောင်ခံထားရတယ်လို့ဒေတာရင်းမီဒီယာတွေမှာဖော်ပြထားပါတယ်တိုးစည်းပြေသွားချိန်မှာခြေဦးတက်ရထွက်ပြေးလာခဲ့ပြီးမိသားစုထံဆက်သွယ်ကလာခေါ်ခိုင်းခဲ့တယ်လို့ဆိုပါတယ်တိုးစည်းသုံးပြီးဖမ်းဆီးသူတွေဟာလက်ဝတ်ရတနာဆိုင်ငယ်နဲ့ဖုန်းတွေကိုအဓိကပြတ်မှတ်မထားပဲ ငံရွာတဲ့မိန်းကလေးတွေကိုပြစ်မှတ်ထားတာဖမ်းဆီးနေတယ်လို့သိရပါဗျ။လက်ရှိမှာတို့စင်းနဲ့ဖမ်းဆီးပိတ်လောင်ခံထားရတဲ့အမျိုးသမီးတွေများစွာရှိတယ်လို့သိရပြီးပြန်လည်လွတ်မြောက်လာတဲ့မိန်းကလေးမှလည်းကြောက်လန့်ပြီးငိုယိုနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထီးဖြူဆောင်ပြီးပလင်မော်တက်တရားဟောတဲ့အမျိုးသားတအူးကိုထပ်မံဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနေသာရီတိုင်းဒေသကြီးထဝယ်မြို့မှာစက်တင်ဘာလ25ရက်ညနေ4:00နာရီအချိန်ခန့်က ထိပြူဆောင်ကပလင်မော်တက်ပြီးတရားဟောတဲ့အမျိုးသားတအုပ်ကိုမြို့နယ်တန်ခါနိုင်ရကအဖွဲ့ဝင်တွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်စာမျက်နှာမှာတဝဲမျိုးကအမျိုးသားတအုပ်ဟာဝတ်ဖြူစင်ကြယ်ဝတ်ဆင်ပြီးတန်ခါရက်တောင်ကိုကင်ဆောင်ကထိပြူဆောင်ပြီးပလင်မော်မှာတရားဟောနေတဲ့ပုံတွေပြန်နှံ့လာခဲ့ပါဗျ။လက်ရှိမှာအဆိုပါအမျိုးသားကိုဖမ်းဆီးထားပြီးသာသနာဆိုင်ရာပုံမှန်295ကကြီးနဲ့အမှုခွင်ကာ တရားစွဲဆိုထားတယ်လို့သိရှိရပြီးပြီးခဲ့တဲ့ရက်ပိုင်းကပဲတီဖြူဆောင်ကပလင်မော်ထိုင်တရားဟောခဲ့တဲ့ပြီးတကတ်သုံးမုံမေရော်ကြီးဆိုတဲ့အမျိုးသမီးကြီးတဦးကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရက်ကွက်ရုံးကိုပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းလဲကူးမြို့နယ်အုံနယ်ကုန်းရက်ကွက်အုတ်ချိုရီမူရုံးကိုစက်တင်ဘာလ25ရက်ည9:00နာရီဝန်းကျင်ကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အာမီကထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်လောက်ခံအုပ်ချုပ်ရေးမှုနဲ့လူမိုက်အဖွဲ့ရက်ွက်ရုံးမှရှိနေချိန်မှာပြင်းအမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။အုံနယ်ကုန်းအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဟာတရားမဝင်ရွေးကောက်ပွဲကိစ္စတွေကိုဆောင်ရွက်ခြင်းလူငယ်တွေကို ပေါ်တာဆွဲပြီးစစ်မှုထမ်းလိုအပ်တဲ့နေရာတွေကိုရောင်းစားကလူကုန်ကူးတာတွေလှုပ်ဆောင်နေရကြအခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အသိပေးထားပါရယ်။တိုက်ခိုက်မှုကိုရန်ကုန်အာမီရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြင်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။